Facebook မှာကိုနဲ့ friend မဖြစ်တဲ့သူတွေ comment မလို့မရအောင် comment ပိတ်တဲ့နီလန်းပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနီလန်းကိုနှစ်ခုချီပါတယ်ဒီနီလန်းနှစ်ခုလုံးကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကိုလုတ်ချင်တဲ့ Facebook account ထဲကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကဒီမှာညာဘက်ပေါ်နားမှာရှိတဲ့ setting ကိုနှိပ်ပေးပါစတီကိုနှိပ်ပြီးပြပါပြီဆိုလို့ချင်းကျွန်တော်အခုလိုမျိုးမြင်တွေ့ရပါလိမ့်မယ်အပေါ်ဘက်ကိုနည်းနည်းလေးဆွဲတင်လိုက်ပါဆွဲတင်ပြီးပြပါပြီဆိုလို့ချင်းကျွန်တော်ဒီမှာကျွန်တော်တို့ follow and public contract ဆိုတာကိုကျွန်တော်တစ်ချက်နှိပ်ပေးပါနှိပ်ပေးပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ who can comment no you are public ပေါ့နော် public ပို့လာဆိုပြီးတော့ကျွန်တော်ဒီမှာစာလေးမြင်တွေ့ရပါလိမ့်မယ်ဒီကောင်လေးကိုရှားလိုက်ပါဒီရလေးကိုရှားလိုက်ပါချာပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ public ထားထားတယ်ပေါ့နော် public ထားထားတယ်ဆိုလို့ရှိရင်ကျွန်တော် ကိုယ်နဲ့ front ဖြစ်တဲ့သူကော front မဖြစ်တဲ့သူကောဒါကော command မှန်းလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒုတိယအကြောင်းလေးကကျတော့ကျတို့ front or front ပေါ့နော်ကိုယ်ထဲမှာရှိနေတဲ့တငယ်ချင်းတွေရဲ့တငယ်ချင်းပေါ့နော်သူတို့တွေပါမှန်းလို့ရတယ်ပေါ့နော်ကိုယ်နဲ့တငယ်ချင်းဖြစ်ထားတဲ့သူရဲ့အကောက်ထဲမှာရှိတဲ့တငယ်ချင်းတွေပါကိုယ်ကိုမှန်းလို့ရတယ်ပေါ့နော်ဒုတိယအကြောင်းဆိုလို့ချင်းအဲ့တော့တတိယဆိုလို့ချင်းတော့ကိုယ်နဲ့ front ဖြစ်နေတဲ့သူတွေဒါလေကိုယ့်ရဲ့တင်တဲ့ပို့တွေကို မှန်လို့ရမှာဖြစ်ပါတယ်အဲ့တော့ပူတင်ရဲ့ post တွေမှာမှန်တွေကျလူတွေကပောက်ကရတွေမမြင်ခြင်းဘူးကိုနဲ့ friend မဖြစ်ထားတဲ့သူတွေလာပြီးတော့မမှန်စီခြင်းဘူးဆိုလို့ရှိရင်တော့ friend ကိုထားပေးထားပါအဲ့တော့ကျွန်တော်ဒီမှာစီလိုက်ပါမယ်အကယ်၍ကျလူတွေကဖွင့်နေတယ်ဆိုလို့ရှိရင်လည်းဒီမှာလာပြီးတော့ပြန်ပြီးဖွင့်ပေးပါဖွင့်မယ်ဆိုလို့ရှိရင်ကျလူခုနကနေရာလေးပဲဒီမှာ who can comment no you are public post ပေါ့နော် ဲ့ဒါကိုကျွန်တော်တို့ချက်နှိပ်ပြလိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က public ထားထားခြင်းလေဆိုလို့ရှိရင် public ကိုပြန်ပြီးတော့ယူပြီးပါအဲကိုထားခြင်းတဲ့ပုံစံကိုကျွန်တော်တို့ဒီမှာပြန်ပြီးတော့ထားပေးလို့ရပါတယ်နော်အဲ့တော့နောက်ထပ်တနည်းကိုကျွန်တော်ပြောပြပေးပါမယ်နောက်ထပ်တနည်းကကျတော့ကျွန်တော်တို့ဒီမှာ post တင်တယ်ပေါ့နော် post တင်တယ်အလုပ်ခေါ်စာပဲဖြစ်ဖြစ်ဟာအကြောင်းတစ်ခုခုပေါ့နော်ကျွန်တော်တို့ဒီမှာ post တင်ပြီးတော့ကြော်ညာတယ်အဲကို post တင်ပြီးကြော်ညာပြီးတော့ကျွန်တော်တို့ကအဲသူ့ရဲ့ ရက်ကပြည့်သွားပြီပေါ့နော်သူရက်ပြည့်သွားပြီနောက်ထပ် command တွေထပ်ပြီးတော့မတက်စီခြင်းဘူးဆိုလို့ချင်းကျွန်တော်ဒီမှာလာပြီးတော့ပိတ်လို့ရပါတယ်အဲ့တော့ဘလို့ပိတ်မလဲဆိုလို့ချင်းကျွန်တော်ဒီမှာရှိတဲ့အဆက်ကလေး30ကိုနှိပ်ပေးလိုက်ပါအဆက်ကလေး30ကိုနှိပ်ပေးပါပြီဆိုလို့ရှိရင်ဒီမှာဟူကန် common no you are post ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာလက်ရှိမှာ front ပေါ့နော်ကျွန်တော် front ယူထားတာဖြစ်တဲ့အတွက် front ကိုယူပေးထားတယ်အဲ့တော့ဒီ post တစ်ခုကိုကျွန်တော်တို့ကလုံးဝဘသူ့ကိုမှလာပြီးတော့မမှန်းစေကျွန်တော်ဘူးဆိုလို့ရှိရင်ဒီမှာအောက်ဆုံးကောင်လေးကိုယူပေးပေါ့နော်အဲ့တော့အပေါ်မှာရှိနေတဲ့ public ကတော့ကျွန်တော်တို့ဒါအကုန်လုံးဟာမှန်းလို့ရမယ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကအဲတဦးတယောက်မှ မမှန်စေချင်ဘူးဆိုလို့ရှိရင်အောက်ဆုံးကကျတို့ profile and page view က mention ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ done ဆိုတာလေးထားပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်သူမှကိုယ့်ရဲ့ post ကိုလာမှလို့ရမှာမဟုတ်တော့ပါဘူးခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ video တွေကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာလည်းဘယ်လိုအကြောင်းအရာတွေကိုသိချင်လဲဆိုတာ comment လေးမှာ share ရေးခဲ့လို့ရပါတယ်ခင်ဗျာ